စာပေချစ်မြတ်နုသူများအားလုံးပဲမင်္ဂလာပါရှင်။ကျမဒီကနေ့ဖတ်ပြပေးခြင်းတဲ့ဝိထုလေးကတော့ဆရာကြီးမြတ်တန်းတင်ရေးသားထားသောအညတရရုပ်ပုံလွာ စုစည်းမှုဝိထုထဲမှအိမ်ချိုမိန်သော အိမ်ဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြတင်ဆက်ပေးခြင်းပါတယ်ရှင်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေ။ အိမ်ချုံမြင်းသောအိမ်သူ့ကိုမန္တလေးမြကြီးနာမိယထားလမ်းပေါ်ရှိဘူတာလေးတစ်ခုမှမိယထားတွဲပြက်တရွဲဝော်တွင် တွေ့ခဲ့ခြင်းဖြစ်သည် အသားမင်းမင်းကိုလုံးကိုပေါင်းတောင့်တောင့်အရက်ထောင်ထောင်မောင်းမောင်းနှင်းဖြစ်သည် စကားပြောလျင်အညာလေးဖြင့်ပြောတတ်သည် အသက်မှာ40ကျော်ခန့်ရှိနေပြီညစ်သေးသည့်စွတ်ကျဲလက်ပြတ်တစ်ထဲကိုဝှက်ထားပြီးခါးတွင်အယောင်အစင်းမပေါ်တော်သော ခြေချမ်းလုံကြီးတစ်ထည်ကိုစီးထားလျက်ခြေထောက်တွင်ဂျပန်ဖက်နက်အဟောင်းတရံကိုစီးထားသည်ကိုဝါနေရမှတခါတရံတွင် ကိုန်းသွေးကိုထွေးနေတတ်သည်သူ့သွားများမှာကိုဝါလုံးသဖြင့်မဲနဲ့နေလေပြီကျွန်တော်ကဘဒုခက်ခါမှာမွေးပါတယ်ဘဒုခက်ခါဆိုတာဆရာတိမှာပေါ့စကိုင်းနဲ့ရွှေဘိုချားကမြေထားလမ်းပေါ်မှာရှိတဲ့ဘူတာရွာကြီးတရွာပါငငယ်တော့ကဘုန်းကြီးเจ้าမှာပဲနေခဲ့ဘူးပါတယ် အတန်းချောင်းတို့ဘာတို့ကို မနေခဲ့ဘူးပါဘူးကျွန်တော်လူမမဲမှာတိုက်ပွဲတွေနဲ့တိုးတော့ကျွန်တော်တို့ရွာတွေလည်းမီးလောင်အိမ်ခြေရာခြေတွေလည်းပျက်စီးခဲ့တာပေါ့အဲ့ဒီလုံကအဖေကတောင်းသူပါကျွန်တော်တို့ရွာနဲ့မလှမ်းမကန့်မှာကိုပိုင်မြေကလေးတစ်ခွက်ရှိလို့အဖေကတောင်းသူလုပ်ပါတယ်နောက်တော့တောင်းသူလုပ်နေကြတဲ့အဖေဟာရဲဘော်ပြူဖြစ်သွားပြီးတောခိုသွားပါတယ်ကျွန်တော်တို့ရွာမှာပဲအစိုးရတပ်နဲ့ရဲဘော်ပြူတွေတိုက်ပွဲဖြစ်ကြတာကို ကျွန်တော်မြင်ဘူးပါတယ်ကျွန်တော်ကအဲ့ဒီတုန်းကကလေးဆိုတော့ဘာမှန်းမှမသိဘူးလေတိုက်ပွဲဖြစ်တာကိုထိုင်ကြည့်နေတာပဲတိုက်ပွဲကရွာထဲကကိုယ့်အိမ်ရှိရွာနယ်ကောင်လမ်းမှာမှဖြစ်နေတာဆိုတော့မမြင်ချင်လို့လည်းမရဘူးလေတပုံကဘူတာယုံကိုစီးပြီးတော့ရွာထဲကိုဝင်အဲ့ဒီတော့အစိုးရတပ်ကရွာထဲကိုစုတ်လာတပုံကရွာထဲကိုဝင် တိုက်ရွာထဲရောက်တော့အစိုးရတပ်နဲ့တပုံတွေတိုက်ပွဲထပ်ဖြစ် စပယ်ကြီးတို့ကိုကွယ်ပစ်တဲ့သူကပြစ မကြီးပင်ကို꽌ပစ်တဲ့သူကပြစ်တယောက်နဲ့တယောက်အပြန်အလှန်ဆဲကြပြစ်လိုက်ကြခဏနေတော့ဟေ့ကောင်းတွေထမင်းစားပြီးပြီလားကြည့်ရတော့မှလားလို့အော်မေးတာမျိုးလဲကြားရတယ်ခဏနေတော့တစ်ဖက်ကထမင်းစားပြီးပြီဟေးပြစ်တော့လို့လှမ်းပြောတာနဲ့တပြိုင်နက်တည်းတစ်ဖက်နဲ့တစ်ဖက်လှမ်းပြီးပြစ်ကြပြန်ရောကျွန်တော်တို့ကလေးတွေကတော့မကြီးပင်ချေရင်ကကြွားကြတဲ့ထိုင်ပြီးတိုက်ပွဲဖြစ်တာကိုကြက်ပွဲကြည့်သလိုကြည့်နေကြတာပဲ။ တခါတခါတပုံတွေကကျွန်တော်တို့ထိုင်ကြည့်နေတဲ့မကြီးပင် ခြေရင်းကိုလာပြီးနေရာယူပြီးပြစ်ခတ်ကြသေးတယ်။ဟဲ့ကလေးတွေသွားအကုန်သေကုန်လိမ့်မယ်လို့လဲအောထုတ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကမသွားပါဘူး။အဲ့ဒီနေရာကပဲထိုင်ကြည့်နေကြတယ်။ကျွန်တော်တို့ရွာကိုရဲဘော်ဖြူက၄၅ရက်လောက်တိမ့်ထားတယ်။နောက်တော့အစိုးရတပ်ကဝင်လာလို့တိုက်ပွဲဖြစ်ပြီးသူတို့ပြန်ဆုတ်သွားကြပြန်တယ်။ဒီလိုနဲ့ကျွန်တော်တို့ရွာဟာတပုံဝင်လိုက် အစိုးရတပ်ဝင်လိုက်နဲ့ဖြစ်နေတာ၄၅၆ခါလောက်ရှိမယ်ထင်တယ်။နောက်ဆုံးအခေါက်မှာတော့ကျွန်တော်အဖေလဲရဲဘော်ပြူတဲ့ပါသွားတယ်။အဲ့ဒီနောက်ကစားပြီးကျွန်တော်အဖေကိုမတွေ့ရတော့တာပဲ။နောက်တော့မြင်းမူဘက်မှာကြာသွားတယ်လို့လဲကြားလိုက်ရတယ်။အဖေမရှိတော့ကျွန်တော်ကိုယ်တိုင်တောင်သူလို့ရတာပေါ့။ကျွန်တော်တောင်သူစားလို့တော့အသက်ဘာရှိအောင်မှလဲ73နှစ်လောက်ပဲရှိအောင်မှာပေါ့။ဒါပေမဲ့ကျွန်တော်ကကြီးໄຂတော့ မသိရင်15နှစ်16နှစ်သားလူမျိုးပေါက်ကြီးလို့ထင်ရတယ်။အမှန်ကတော့ကျွန်တော်အသက်73နှစ်သားသားပဲရှိသေးတယ်။တောင်သူလို့တော့ကြောင်းလို့ဘာလို့လဲမနေရတော့ဘူးလေ။ဘုံကြီးကြောင်းကသင်ပေးလိုက်တဲ့ပညာလေးပဲရှိတယ်။ကျွန်တော်တို့နားတဝိုက်မှာပဲမျိုးစုံနဲ့ပြောင်းလို့ဘာလို့စိုက်တယ်။ကျွန်တော်တို့ຢာကတော့မြေပဲစိုက်တယ်။ကျွန်တော်ကတဦးဒီတော်သားဆိုတော့ကျွန်တော်တို့သားအမိစားလောက်ပါတယ်။စားလောက်ယုံနေမကဘူးချောင်းချောင်းလဲလဲရှိပါတယ်။ဒါပေမဲ့ခက်တာက တိုက်ပွဲကြီးဖြစ်နေတော့ကျွန်တော်တို့ຢာကောင်းကောင်းမလုံနိုင်ဘူးဒီအထက်မှာ လူဆိုးတမရတို့နွားခိုးတို့ကလည်းတောင်းကျမ်းနေတခါတော့ကျွန်တော်တို့ရွာကိုရွာလုံးကျွတ်တမရတိုက်သွားလို့ကျွန်တော်တို့လည်းရှေ့စုမဲ့စုပစ္စည်းကလေးတွေတော်တော်ပါသွားတယ်ကျွန်တော်တို့စိတ်မပြတ်ပါဘူးနောက်နှစ်မှຢာကောင်းကောင်းလုံလိုက်လို့ငွေကလေးကြီးကလေးပြန်စုမိလာတာပါပဲဒါပေမဲ့ကန်ဆိုးကျင်တော့အနှောက်အယှက်များတမျိုးပြီးတမျိုးတွေ့ရတယ် ထမပြည်တွင်စူပူမှုကြောင့်ကျွန်တော်တို့ရာကောင်းကောင်းမလုပ်နိုင်ဘူး။နောက်နင်းနေအီးသွားတယ်လို့ရှိတော့လူစိုးတမျှတောင်းချမ်းလို့ရာကောင်းကောင်းမလုပ်ရပြန်ဘူး။နောက်သူတို့ရန်အီးသွားပြန်တဲ့အခါကျတော့မိုးခေါင်လိုက်ပုံကတော့မပြောပါနဲ့ဆရာရင်။အဲ့ဒီနေ့ကမိုးခေါင်တော့ကျွန်တော်တို့အရက်ထဲမှာကောက်ပဲသီးနှံအားလုံးပျက်စီးကုန်ကြတယ်။ကောက်ပဲသီးနှံနေမကပါဘူး။နွားစာတို့ဘာလို့လဲသိရှားသွားတယ်။နွားတွေကိုကောက်ရိုးတို့နှမ်းပတ်တို့ ပဲပတ်တို့ကျွေးစရာမရှိတော့ညောင်ခိုင်းတို့ကုတ်ကိုခိုင်းတို့ကိုခုတ်ကျွေးရတယ်။အစကတော့နွားတွေကမစားဘူး။နောက်တော့သူတို့လည်းဘယ်မှနေနိုင်မှာတော့မလဲ။မျက်ချောက်ကလေးကောက်ရိုးကလေးတောင်းဝါးစရာမရှိတော့ညောင်ရွက်တို့ဘာတို့ကိုပဲစားရတော့တာပေါ့။အစားရှာရုံနဲ့မကဘူးရေလဲရှားတယ်။ခါတိုင်းကျွန်တော်တို့အနားကအင်းကြီးထဲမှာရေအလင့်မိတယ်။နောက်မိုးအထိရေမပူရဘူး။အဲ့ဒီနှစ်ကတော့မိုးခေါင်တာနဲ့အင်းတွေကန်တွေမှလည်းရေမရှိတော့ဘူး။ ကျွေးနွားတွေအတွက်အစာတင်ရှားရုံမကဘူးရေစားလဲရှားနေတယ်သူတို့အတွက်တင်မဟုတ်ပါဘူးလေလူတွေအတွက်တောင်းတောက်ဖို့ရေကောင်းကောင်းမရတော့ဝါနောက်နေတဲ့ရွှတ်နှစ်ရေကလေးတစ်ထန်းလောက်ရဖို့လေးငါးမိုင်သွားထမ်းရတယ်အဲ့ဒီနှစ်မှာပဲကျွန်တော်တို့ရွာမီးလောင်ပြန်နေအစိုးရတက်တဲ့သဘုံတိုက်ပွဲဖြစ်လို့ဂျားတဲကကျွန်တော်တို့ရွာမီးလောင်သွားတာလေရွာမီးလောင်တော့ရွာကလူတွေနေစရာမရှိတော့ရွာအပြင်ဘက်ထွက်ပြီးကိုရာထဲမှာပဲ တဲကလေးတွေထိုးနေရတယ်။အဲ့ဒီနှစ်ကအစာရေစာငတ်လို့တေလိုက်တဲ့ကျွဲတွေနားတွေနဲ့သလားကျွဲနွားတွေမကဘူးတချို့လူကြီးတွေလည်းယောဂါဖြစ်ပြီးတေကြတယ်အမှန်ကတော့ငတ်လို့တေတာပေါ့ဆရာမိုးခေါင်တော့မူးမြစ်တလျှောက်မှရှိတဲ့လယ်တွေရွှေဘူတဝိုက်မှရှိတဲ့လယ်တွေကလည်းစပါးမအောင်ကြဘူးစပါးခင်းစပါးခင်းလယ်တွေအကုန်ပြစ်တာပဲအပူရှင်ကလည်းပြင်းလို့လူတွေတောက်တောက်လည်းတေကြတယ် အထူးသဖြင့်တက်ကြီးရွယ်အိုနဲ့ကလေးတွေအနည်းအထိုင်မစင်ကျင်သူတွေဆိုပါတော့အပူရှင်ကနေကင်းဆိုရင်130ကျော်တာကလားဆရာဒီတော့အချို့ကလည်းမနေနိုင်လို့ရှိတဲ့ရေကလေးချူးမိကြတယ်ဒီမှရင်အပူရှက်ပြီးဖျားနာပြီးသေကုန်ကြတာပဲကျွန်တော်တို့မှလည်းစားရမယ်တောက်ရမယ်ဖြစ်လာတယ်တတိသာလုံးမိုးခေါင်တော့ဘု து စီကိုမှသွားပြီးအကူကြီးတောင်းလို့မရဘူးသူတို့မှအနိုင်နိုင်ရဲ့ ကျွန်တော်တို့တွေကျွေးဥပြုတ်စားကြရတယ်။ပြောင်မှုစီကိုပြုတ်စားကြရတယ်။တချို့သုံးလုံးနေကိုစားကြရတယ်။သုံးလုံးနေဆိုတာပြောင်းစံပြောင်းမှုစီနဲ့ပဲလွန်းစီကိုချက်စားကြရတဲ့ထမင်းကိုခေါ်တာဆရာ။ပြောင်းစံကလေးပါတော့ပြောင်းမှုစီနဲ့ပဲကြီးပဲကြီးစားရတာထက်တော့တာတာပေါ့လေ။တချို့လဲလူစက်တို့ဘာတို့ပြုတ်စားကြရတယ်။အင်မတန်ကံကောင်းတဲ့သူများမှပြောင်းစံထမင်းတက်တက်ကိုစားနိုင်တယ်။ ကျန်သူတွေမှာတော့ဒီလိုပဲဖြစ်တယ်လို့စားသွားကြရတာပဲအဲ့ဒီနှစ်တုန်းကကျွန်တော်တို့မှာအိမ်လဲနေစရာမရှိ စားစရာလည်းမရှိတော့တော်တော်ကိုစိတ်တက်ကြရဲစရာငတ်တယ်ဆိုတာဒါကိုလို့အဲ့ဒီတော့မှာကျွန်တော်သဘောပေါက်တယ်အဲ့ဒီနှစ်ကကျွန်တော်မှာအိမ်လဲမရှိတော့ဘူးစားစရာလည်းမရှိတော့ဘူးယာထဲမှာထန်းလက်တဲကလေးတလုံးထိုးပြီးနေရတယ်ကျွန်တော်တို့မှာသားအမိနှစ်ယောက်ထဲဆိုတော့ သူများတွေထဲဆိုင်အခြေအနေကောင်းတယ်လို့ဆိုရမှာပေါ့ဆရာရဲ့အဲ့ဒီနှစ်ကကျွန်တော်တို့စီမှာအလုတ်အကင်ကလည်းရှားရာသီဥတုကလည်းမိုးခေါင်းအစာရေစာကလည်းခေါင်းပါဆိုတော့ကျွန်တော်တို့နေကလူတွေရှမ်းပြည်နယ်ကိုတဲ့ပြီးလက်ဖက်ခူးသွားကြတယ်နှစ်တိုင်းနှစ်တိုင်းလည်းလက်ဖက်ခူးသွားကြတာပါပဲတရတကြီးကိုထွက်ပြီးအလုတ်လုပ်ရတာပေါ့ဆရာရဲ့ကျွန်တော်တို့စီမှာတိတ်ပူးနေတဲ့အချင်းအလုတ်လက်မဲ့ဖြစ်နေတဲ့အချင်းတကူးလာလောက်ဆိုရင် နတ်ဆန်တို့ပဲတဲ့ပြီးလက်ဖက်အငှားလိုက်ခူးကြတယ်။နှစ်တိုင်းကတော့ကျွန်တော်မလိုက်ပါဘူး။ကျွန်တော်မှအလုံနဲ့အကင်နဲ့ကိုပဲဖော်လို့အတော်အသင့်ရရင် ကျွန်တော်တို့သားအမိတရားဒီစားတော့ထိုင်စားလောက်တာပဲ။ဒီအထဲမှာကျွန်တော်ကလည်းလှဲကလေးပါလေးအငှားလိုက်တော့ကျွန်တော်တို့မှခြောက်နေပါတယ်။အဲ့ဒီနှစ်ကတော့စောစောကပြောသလိုရွာလဲမီးလောင်မိုးကလည်းခေါင်းနွားတွေကလည်းအစာရေစာငတ်လို့သေးသွားတော့ရင်းနှီးစရာရယ်လို့လဲဘာမှမကြံတော့ဘူးဒါနဲ့ကျွန်တော်လဲ ရှမ်းပြည်နယ်ကိုလက်ဖက်ခုလိုက်သွားတယ်။အဲ့ဒီတော့ကတကူးလာကြီးစရာဒီအချိန်ဆိုရင်ရှမ်းပြည်နယ်မှာရွှေဖီခူးတဲ့အချိန်ပေါ့စရာရွှေဖီဆိုတာပထမဆုံးတက်လာတဲ့လက်ဖက်အညွန့်ကလေးတွေလေဒါနဲ့ကျွန်တော်တို့ရွာကလူတွေကားကြီးနှစ်စီးနဲ့ရှမ်းပြည်နယ်ကိုတက်သွားကြတယ်အမေလဲပါတယ်တဲကလေးကိုတော့သူများကိုအပ်ပစ်ခဲ့တာပေါ့စရာတခြားရွာတွေကလည်းကားတွေအများကြီးပဲ စုစုပေါင်းကျွန်တော်တို့နေတဝိုက်တင်မယ်မော်တော်ကား10စီး15စီးလောက်ရှိနေမယ်လူ5-600လောက်ရှိမှာပေါ့ဆရာရဲ့ရေပြောင်းမြေပြောင်းခရီးသွားရလို့လားမသိဘူးပျော်လိုက်တာဆရာရဲ့ရှမ်းပြည်နယ်ဆိုတာကလည်းကျွန်တော်တို့အညာနဲ့ဘာဆိုင်လို့လဲတောတောင်ရှုပ်ကင်းတွေကလည်းလှတယ်ရာသီဥတုကလည်းကောင်းတယ်လူတွေကလည်းရိုးသားကြတယ်ကျွန်တော်တို့တွေရွာကနေမန္တလေးကိုသွားမန္တလေးကနေကြောင်မဲကြောင်မဲကနေနန့်ဆန်ကိုသွားရတယ် နန်းဆန်ရောက်တော့မှလက်ဖက်တောင်တွေပေါ်မှာတက်ခူးရတယ်။လက်ဖက်တောင်ဆိုတာတောင်ဆောက်ကြီးတွေနဲ့ဆရာရဲ့ခတ်ဆော့ဆော့တောင်ကဘာကြီးတွေပေါ်မှာလက်ဖက်ပင်တွေစိုက်ထားတယ်။ခြေကုပ်မြဲဖို့လိုတယ်။တတိကောင်းဖို့လိုတယ်။ကျွန်တော်တို့ကိုလက်ဖက်ချံပိုင်ရှင်ကမြို့အပြင်မှာတဲတန်းကြီးထိုးပြီးလို့အဲ့ဒီတဲတန်းမှာပဲနေရတယ်။မနဲ့လင်းနာနဲ့ရှမ်းဆန်စီစင်းနဲ့ချက်ထားတဲ့ထမင်းကိုမုံညင်းကျင်နဲ့ငရုတ်သီးနဲ့စားပြီးကျွန်တော်တို့လက်ဖက်တောင်ပေါ်ကိုလက်ဖက်ခူးတက်ရတယ်။ နေ့လေနေသိပ်ပူတဲ့အချိန်ကြတော့ခဏနားတယ်ဒီတော့မှထမင်းချက်ယူလာတဲ့သူကလည်းထမင်းစားကြတာပေါ့တူဟူးကျော်ကလေးနဲ့အခါရီကလေးနဲ့ကိစ္စပြီးတဲ့သူလည်းရှိတာပေါ့ကျွန်တော်ကတော့ထမင်းကိုမနဲ့အစောကြီးနဲ့ညက်နေနှစ်နှက်ပဲစားတယ်ဆရာနေ့လေမှထမင်းမစားတော့ဘူးပတ်စံကုံတက်တာအောင်ဆိုပြီးတူဟူးကျော်နဲ့အခါရီလောက်နဲ့ပဲကိစ္စပြီးလိုက်တာပဲကျွန်တော်စိတ်ထဲမှာအင်္ဂလိပ်တစ်ဆောင်စောက်ချင်နေတယ်ဆရာသိကြီးကြီးမားမားမဟုတ်တော့ ြင်ထောင်သွမိုးပြင်ကင်းတဲ့အင်္ဂလိပ်လောက်ပေါ့အဲ့ဒီလိုလက်ဖက်ခူးတော့မှကျွန်တော်နဲ့စိန်အေးတွေ့ကြတာပေါ့ဆရာစိန်အေးဆိုတာကျွန်တော်မင်းကလေးသူကလည်းကျွန်တော်တို့နေတဲ့ကပဲကျွန်တော်လိုလက်ဖက်ခူးလိုက်လာတာတရွာတဲ့တော့မဟုတ်ဘူးသူတို့ရွာကတခြားမြို့နယ်ထဲမှာဒါပေမဲ့ဟိုရောက်တော့ကို့ရွာသူရွာသားတွေလိုပဲတယောက်နဲ့တယောက်ခင်မင်းရင်းနှီးသွားကြတယ်အစတော့ကတော့ကျွန်တော်လည်းအမှတ်တမဲ့ပါပဲ ူလိုပဲလက်ဖက်ခူးလိုက်လာတဲ့မင်းကလေးတွေကလည်းအများကြီးကျွန်တော်တို့လိုပဲလက်ဖက်ခူးလိုက်လာတဲ့ယောက်ျားကလေးတွေကလည်းအများကြီးဒီတော့အမှုမဲ့အမှတ်မဲပဲတနေ့ကျတော့နန့်ဆန်အရှိဘက်ကလက်ဖက်တောင်မှာကျွန်တော်တို့လက်ဖက်ခူးနေကြတယ်အဲ့ဒီနေ့ကຫນွေခေါင်ခေါင်ကြီးမိုးရွာထားတော့တောင်ဆောင်ကချော်ကြီးကြီးဖြစ်နေတယ်ကျွန်တော်တို့တွေမနဲ့စောစောကလေးကလက်ဖက်ခူးထွက်ကြတယ်အဲ့ဒီနေ့ကအဲ့ဒီလက်ဖက်တောင်ကို အပီးခူးရမှာဆိုတော့ ကျွန်တော်တို့ထွက်လာတာခါတိုင်းထဲစောတယ်။အားလုံးလူ၂၀၀လောက်ရှိနေမယ်ထင်တယ်။တချို့အဖွဲ့တွေကတော့တခြားလက်ဖက်တောင်မှလက်ဖက်ခုနေကြတယ်။တတောင်နဲ့တတောင်လှန့်អော်ပြောလို့လည်းရတယ်။တယောက်ကိုတယောက်လှန့်မြင်နေရတယ်။ဒါပေမဲ့အလဲကောင်းမှ၆ကြီးချားနေတော့အဲ့ဒီတောင်ကို သွားခြင်းရင်၁မိနစ်လောက်သွားရတယ်။ကျွန်တော်တို့တိုင်တချင်းတကြောကြောနဲ့လက်ဖက်ခုနေကြတော့မှကျွန်တော်ခုနေတဲ့တောင်ဆောင်ပေါ်က ကျွန်တော်နဲ့ guide တရားလောက်ဝေးတဲ့နေရာကအော်တန်တွေကြားလိုက်ရလို့ကျွန်တော်လှမ်းကြည့်လိုက်တယ်။ပထမတော့ဘာမှန်းမသိဘူး။တယောက်တစ်ပေါက်လှမ်းအော်ပြောနေကြတဲ့အတွက်ကျွန်တော်လည်းသူတို့ကိုလှမ်းကြည့်နေတယ်။နောက်တော့မှကျွန်တော်တို့အဖွဲတဲကလက်ဖက်ခူးတဲ့ကောင်မလေးတယောက်တောင်စောင်းကနေချော်ကျသွားတယ်ဆိုတာကိုကျွန်တော်သိရတယ်။ဟုတ်သားပဲ။အောက်ကငုံကြည့်လိုက်တော့အဝတ်ဖြူဖြူကလေးတစ်ခုလှမ်းမြင်နေရတယ်။တောင်စောင်းကပြီးနေရနီးပါးမြင့်မယ်ထင်တယ်။ဘသူလဲကျွန်တော်ကလှမ်းမိလိုက်တယ် ်ဘသူမှန်းတော့မသိဘူးစီပုံတရာကလို့ပြောတာပဲကျွန်တော်တို့အဖွဲ့တွေကအသက်ခန့်ကြီးကြီးယောက်ျားကြီးတွေလည်းပါတယ်။ကောင်မလေးတွေလည်းပါတယ်။ဒါပေမဲ့ဘသူမှအောက်ကိုမစင်းကြဘူး။ကျွန်တော်လည်းလက်ဖက်ခူးတဲ့ပလိုင်းလေးကိုချပြီးတောင်ဆောင်းကိုဆင်းလာခဲ့တယ်။ဟုတ်တယ်။မူးကရွာထားတော့တောင်ဆောင်းကချောနေတယ်။ကျွန်တော်တော့မနေဆင်းอยู่ရတယ်။တခါတလေမှလည်းတောင်ဆောင်းမှာပေါက်နေတဲ့လက်ဖက်ပင်ကြီးကိုဆွဲပြီးဆင်းရတယ်။အလဲကောင်ရောက်တော့ကျွန်တော်လည်းချောကြသွားတယ်။ ပင်နေဆယ်လောက်ရောက်မှလက်ဖက်ပင်တပင်ကိုလှန့်ဆွဲလိုက်လို့အောက်ကိုရောက်အောင်ကြမသွားတာဒီလိုနဲ့ဆင်းလာတော့တောင်စောင်းအောင်မှာခြောက်ထဲကိုကျွန်တော်ရောက်သွားတယ်မြင်လိုက်တော့တခြားသူမဟုတ်ဘူးစိန်အီးရဲ့ကျွန်တော်သူ့အနားရောက်တော့ငုံပြီးအတုအသက်ရှူတန်းကိုနားထောင်ကြည့်တယ်အသက်ရှူနေသေးတယ်ခေါင်းလိုမျက်စိလိုခြေသလုံးလိုပေါင်တို့ကိုကျွန်တော်ကြည့်တယ်ဘာမှကြီးကြီးကျယ်ကျယ်ဒဏ်ရာရည်လို့တော့မတွေ့ရဘူးတောင်စောင်းနဲ့တိုက်လို့မျက်နှာနဲ့ကိုယ်မှာနည်းနည်းပါးပါးပွန့်ပယ်သွားတာလောက်ပဲရှိတယ် ကျွန်တော်အောက်ရောက်တော့တောင်ပေါ်ကလူတွေလည်းလူသွားလမ်းကလေးတိုင်းပွိပွိပန်းပြီးအောက်ကိုဆင်းလာနေတာမြင်ရတယ်။ကျွန်တော်လည်းစိန်အေးကိုခေါ်ကြည့်တယ်မထူးဘူးလန့်ပြီးသတိမေ့သွားတယ်လို့ထင်တာပဲ။ဒါနဲ့ကျွန်တော်သူ့ကိုပွေပြီးတောင်ဆောင်ကလူသွားလမ်းကလေးအတိုင်းအပေါ်ကိုတက်လာခဲ့တယ်။အဲ့ဒီနေ့ကကျွန်တော်တို့တတွေညနေဆောင်းအောင်လက်ဖက်မခူးနိုင်တော့ဘူး။စိန်အေးကိုမြို့ကိုပြန်ခေါ်လာကြတယ်။နန့်ဆန်ရောက်တော့ဆရာဝန်ကြီးဒေါက်တာညွန့်နိုင်ကလည်းခရုစိုက်ရှာပါတယ်။ ဘာမှမဖြစ်ဘူးတဲ့လန့်ပြီးမိသွားတာတဲ့ဒီတော့မှကျွန်တော်တို့တွေအားလုံးဝမ်းသာကြတယ်စိန်ဤလဲနောက်3-4ရက်လောက်ရှိတော့လက်ဖက်ကူးပြန်လိုက်နိုင်ပါတယ်စိန်ဤအမိလဲလက်ဖက်ကူးလိုက်လာတယ်သူတို့သားအမိကလည်းမြောက်သူတွေပဲကျွန်တော်တို့စီမှာယောက်ျားတွေတောင်ရလို့ရင်တောင်သူလို့ခေါ်ကြတယ်အမျိုးသမီးတွေတောင်ရလို့ရင်မြောက်သူလို့ခေါ်ကြတယ်တဘောကတော့ယာကူလီပါပဲဆရာရဲ့သူတို့မှမြေပိုင်းယာပိုင်းမရှိဘူးဒီတော့ပဲဖော်တာတို့ ပဲဆွတ်တာတို့ပဲကောက်တာတို့လောက်ရတာပေါ့အဲ့ဒီနှစ်ကတော့မိုးခေါင်လို့သူတို့စီမှာလဲပဲတွေမအောင်ဘူးဒါနဲ့သားအမိနှစ်ယောက်လက်ဖက်ခုလိုက်လာကြတာတူတူပြောရင်စိန်အေးနဲ့ကျွန်တော်ကြိုက်သွားကြရောဆိုပါတော့ဆရာရဲ့ဒါကတော့တိတ်မဆန်းပါဘူးဒီနှစ်ရာသီဥတုကောင်းလို့ပဲဖော်ခြင်းရောက်ရင်လက်ထပ်မယ်လို့စိတ်ကူးထားကြတယ်ရွာမှာပဲအင်္ဂလိပ်တလုံးစောက်ပြီးတောင်သူပြန်လုပ်မယ်နွားကလေးတစ်ရှင်းလောက်ဝင်နိုင်အောင်စူးစမ်းမယ်လို့စိတ်ကူးထားတယ် ဒါပေမဲ့ကန်ဆိုးတယ်လို့ပဲပြောရမလားမသိဘူးဆရာကြီး။အဲ့ဒီနှစ်ကလည်းမိုးခေါင်းမြန်းနေအင်္ဂလိပ်တလုံးဆောက်နွားကလေးတစ်ရှင်းလောက်ဝယ်ဖို့မပြောနဲ့။ရှိတဲ့ကို့ရာကလေးတောင်ရောင်းပြစ်လိုက်ရတယ်။စိန်အေးနဲ့ကျွန်တော်ကလည်းနောက်ထပ်မဆောက်နိုင်ကြတော့ဘူး။ယူပြစ်သွားကြတယ်။မိမသာယူလိုက်တဲ့ကို့မှာဘာမှအလုပ်အကင်မရှိဘူး။ရှိတဲ့မြေကလေးလည်းကျွန်တော်တို့မင်္ဂလာဆောင်တော့ကရောင်းပြစ်လိုက်ရပြီးမြေလည်းမရှိတော့ဘူး။အိမ်လည်းမရှိတော့ဘူး။ ဒီလိုနဲ့ကျွန်တော်မြုပ်တဲပြီးအလုရှာတယ်။ရွှေဘိုတက်ပြီးအလုရှာတယ်။စိုက်ကားနင်းနေရွှေဘိုမှာကိုပြောင်းလာပြီးအလုလုတာ3-4နှစ်လောက်ကြာတယ်။တာသမီလည်း2ယောက်ရတယ်။ကလေး2ယောက်ရလာတော့ကျွန်တော်ပတ်စံပို့ရှာရတာပေါ့။အစတုန်းကတော့အခြေအနေကောင်းမှယူမယ်လို့စိတ်ကူးထားတာပါ။ဒါပေမဲ့စိန်ကြီးအမေကစုံသွားတော့သူ့မှာတကောင်ရွက်မျက်နှာငယ်နဲ့ကြံရစ်ခဲ့တယ်။ဒါကြောင့်ကျွန်တော်သူ့နဲ့မြန်မြန်လက်ထပ်လိုက်ရတာ။ရွှေဘိုမှာကျွန်တော်တို့မိသားစုက၄ယောက် ကျွန်တော်အမေလဲလိုက်နေတော့အိမ်သား9ယောက်ရှိတယ်။အဲ့ဒီအိမ်သား9ယောက်ကိုရှာဖွေကျွေးရတာပေါ့။ဒါပေမဲ့ပင်မန်းတလောက်တွက်ချီမကိုက်ဘူးဆရာ။နောက်တော့တငယ်ချင်းတယောက်ရဲ့အဆက်နဲ့ရွာထောင်မိယထားဆက်ကောင်းပြင်ယုံမှာအလုတ်ရတယ်။အလုတ်ကျန်းသမားပေါ့။လာကကတော့တလောက်မက်ဆရာမရှိပါဘူး။ဒါပေမဲ့အလုတ်သမားတန်းရမှာအခန်းကလေးတစ်ခန်းရတယ်။ပြင်ထောင်သူ့မိုးပြင်ခင်းဆိုတော့အဲ့ဒီအခန်းကလေးကိုမှက်ပြီးရွာထောင်ဆက်ယုံမှာဝင်းအလုတ်လုတ်တယ်။ တဖြည်းဖြည်းနဲ့ကျွန်တော်အဆင့်တက်လာတယ်။စက်တို့ဘာလို့လဲကင်တက်တွေတက်လာပြီးတင်နှန်းတို့ဘာလို့လဲတက်လာခင်ရတော့ကျွန်တော်ဟာကျွမ်းကျင်အဆင့်နဲ့ရောက်သွားတယ်။ရွာထောင်မှာလုံနေရင်ကျွန်တော်မိမအမွာဘူးမျက်နှာမြင်နေစရာ ခုနို့ညာနှစ်ကောင်ပေါ့သူတို့မျက်နှာမြင်ကနေတော့စိန်အီးကောင်းကောင်းမကြမ်းပါဘူး။ဒါနဲ့မန္တလေးစေယုံကြီးမှာမွေးရတယ်။ဒီမှာကျွန်တော်ပတ်စံနေနေလိုးလာတယ်။ဒီမှာရင်ကျွန်တော်တော်တော်လေးပတ်စံလိုးလာတယ်။ ဒီရင်ဆက်ယုံကပစ္စည်းကလေးနင်းနေပါပါခိုးမိလို့ကျွန်တော်အလုတ်ပြုတ်ပြီး6နှစ်နဲ့ထောင်ကျသွားတယ်။ကျွန်တော်ထောင်ကျတော့စင်အီးတို့သားအမိတွေလည်းစားရမယ်တောက်ရမယ်ဖြစ်ကုန်ကြတာပေါ့။စားတာကတော့ဒီလောက်မဟုတ်ပါဘူးဆရာ။ကြမ်းဖန်စားလို့ရပါတယ်။ကျွန်တော်သမီးကြီးလေးကအင်းဝတရားထိတ်မှကြံပန်းဂိုင်းလို့ကိုင်းရာတို့စေးလီလို့ရောင်းလို့တော့စားတော့ပါတယ်။ဒါပေမဲ့နေရေးကခက်တယ်ဆရာ။ ကျွန်တော်အလုတ်ပြုတ်တော့အလုတ်သမားတန်ရကလည်းဖဲပေးရတာပေါ့ဒီလိုနဲ့နေစရာမရှိဘာမရှိနဲ့ဖြစ်နေတော့မှလူကြီးတွေကတနာတာနဲ့လူမှုရေးအရာဆိုပြီးမိရထားတွေတော်တော်ပေါ်မှာနေခွင့်ပေးတယ်ကုံတွဲအဟောင်းကြီးမိရထားတွေသွားရလိုက်နေရတာပေါ့အဲ့ဒီတွဲကကိုလင်းတို့ကသားတို့သွားရင်လဲအဲ့ဒီတွဲပေါ်မှာပဲလိုက်နေရတယ်ကိုတောင်ဘိုးတို့ချက်သိန်းတို့မှာတွဲကို၄၅၆လလောက်ကြာအောင်ဖြုတ်ထားပြစ်ခဲ့ရင်လဲအဲ့ဒီအတွဲပေါ်မှာပဲနေရတယ် ရောက်ရအရက်မှာကိုရကလေးရောင်းစေးလီကလေးရောင်းရေရောင်းတဲ့အခါရောင်းတနခါကောက်ကလေးရောင်းတဲ့အခါရောင်းနဲ့ဒီလိုပဲနေသွားကြရတာပေါ့ကျွန်တော်လွတ်လာတော့သူတို့တွေဘယ်ရောက်နေမှမသိဘူးယထာလန်းတစ်ချောင်းမှလိုက်ရှာရတယ်နောက်ဆုံးတော့တောဘူးတာကလေးတစ်ခုမှတွေးပြီးအဲ့ဒီမှာပဲကျွန်တော်တို့နေရတယ်နောက်တော့အဲ့ဒီအတွဲကဗရိတ်ပေါက်သွားပြီးဒီဘူးတာမှာတော်တော်ကြာကြာထိုးထားတယ်ခုဆိုရင်ကျွန်တော်တို့ဒီဘူးတာကိုရောက်နေတာ9နှစ်လောက်ရှိပြီ။ အငယ်ဆုံးကောင်ဆိုရင်ဒီတွဲပေါ်မှာပဲမွေးတာပဲကျွန်တော်အမေဆိုရင်လည်းဒီတွဲပေါ်မှာပဲတည်သွားတာပဲဒီတော့ဒီတွဲဟောင်းကြီးဟာကျွန်တော်အိမ်ဖြစ်နေပြီလေကျွန်တော်သားအငယ်ဆုံးကောင်ဆိုရင်ဒီတွဲကိုအိမ်လို့ပဲထင်းနေတာပဲအိမ်တိမ်ဟာလူရဲ့အထုပ်ပတ်တီးလို့ပြောပြတဲ့နေရာတဲ့ဆိုင်စာအုပ်တုပ်ထဲမှာဖတ်ဘူးလေမွေးတာတည်တာမင်္ဂလာဆောင်တာတွေကိုအိမ်ကမှတ်တမ်းတင်ထားတယ်တဲ့ ဒီအတိုင်းဆိုရင်ဒီမိယထာတွဲပြက်ကြီးဟာလဲကျွန်တော်တို့အဖို့အိမ်ပေါ့ဆရာရေမဟုတ်ဘူးလားဒီတွဲပေါ်မှာကျွန်တော်အမေဆုံးခဲ့ဘူးပြီကျွန်တော်သားအငယ်နဲ့ဒီတွဲပေါ်မှာမွေးခဲ့ပြီကျွန်တော်သားတွေသမီးတွေမင်္ဂလာဆောင်ရင်လဲဒီတွဲပေါ်မှာပဲမင်္ဂလာဆောင်ရမှာပဲထင်တာပဲအိမ်ကလေးတစ်လုံးလောက်စောင့်မင်းလို့အိမ်မက်မခဲ့တဲ့ကျွန်တော်ဟာအခုတော့အိမ်ကလေးတစ်လုံးကိုရနေပြီလေဒါဟာကျွန်တော်ရဲ့အထုပ်ပတ်ဒီပဲပေါ့ ကျွန်တော်နာမည်လည်းမှတ်ထားအောင်တော့ဆရာကျွန်တော်နာမည်ကအောင်မောင်နဲ့ကလျာမဂ္ဂဇင်း1988ခု AB လဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမယခုဖတ်ပြပေးခဲ့သောဆရာကြီးမြတ်တန်းတင်ရေးသားထားသည့်အိမ်ချုံမြင်သောအိမ်ဆိုတဲ့ဝိတ္ထုတို့လေးဒီမာရင်ပြည့်စုံပါပြီရှင် ကျမနဲ့အတူအဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့ကြသောစာပေချစ်မြတ်နုသူများအားလုံးဘေးကင်းလုံခြုံကျန်းမာကြပါစေ။ကျမတို့ရဲ့ channel နည်းကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်။ကျမကနှင်းစီပါရှင်။